အားလုံးပဲမင်္ဂလာဖျား UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရဲ Champions League တွေအားလုံးလည်းမင်္ဂလာပါကျွန်တော်အခုဒါသုံးသက်သွားမယ့်အကြောင်းအရာက Joshua Van ကပြီးခဲ့တဲ့ UFA 317မှာဘယ်လောက်ရခဲ့သလဲဆိုတာကိုဟိုမေးထားတယ်ပြီးတော့ဒီအဲ့ဒီချက်ကိုပြန်ဖြည့်ပေးဖို့ရောအဲနောက်တစ်ချက်ကတော့ဒါကျွန်တော်ထပ်ပြီးတော့ဖြည့်ပြီးတော့ဖြည့်နေတာကဒီ Toporia တို့ဘယ်လောက်ရခဲ့သလဲ317နဲ့ပတ်သက်ပြီးတော့ပြီးရင်ကျွန်တော်တို့ ဒီဂျော့ဂျာဗန်သာတကယ်လို့ဒီကမ္ဘာ့လူပွဲဖန်တိုးကြောင်းနဲ့ကစားတဲ့ပွဲဖြစ်လာခဲ့ရင်ဘယ်လောက်ရနိုင်သလဲအဲ့လိုတော့ခံမှန်းကြီးပေါ့နော်ခံမှန်းကြီးအဲ့ဒီအဲ့ဒီအကြောင်းဆွေးနွေးသွားတာပေါ့ဆိုတော့ပထမဆုံးအနေနဲ့317ပွဲအလုံးလေး TVB ထော်ပိုရီယာက Charles ကို9နဲ့ပြီးတော့ Josh Shore ကဒီ Rovers ကို9နဲ့ Brandon Rovers ကို9နဲ့ဆိုတော့ဒီထဲမှာကျွန်တော်တို့လောလောဆယ်အနေအထားရတော့ကျွန်တော် Josh Shore ကဒါနောက်တက်ဒါလူငယ်သွေးသွေးလေးလေးဖြစ်တဲ့အတွက်ပေါ့နော် အခုမှဒီသူအချိန်ကိုတင်နေတော့နာမည်ယူနေလုံးဖြစ်တဲ့အတွက်သူထိုးကြီးအနေနဲ့သူဝင်ဝင်အနေနဲ့အ ਨੇ ဆုံးဖြစ်ခဲ့တယ်လို့တော့အရင်ဆုံးပြောကြတယ်ဆိုတော့ဒီပွဲမှာဒီ Charles Oliveira နဲ့ Toporia ကဒါကောင်ပွဲကြီးအကြီးဆုံးရခဲ့အကြီးအများဆုံးရခဲ့ကြတယ်ဒီထိုးကြီးအနေနဲ့ Charles ကဒါဒေါ်လာ9သိန်းခွဲစားရတဲ့အပြင်ကို ထိုးကြီးထပ်ပို့ပြီးတော့ရတာကဒီ ပေးပါဖြူ share ကနေရတယ်ပေးပါဖြူက6သိန်းလောက်ရှိတယ်ပေါ့နော်6သိန်းလောက်ရှိတဲ့အတွက်သူတို့ရတာလည်းများတယ်ဆိုတော့အဲ့ဒီကနေပြီးတော့သူဒေါ်လာ2တန်းခွဲ2တန်း2.8တန်းလောက်ရတယ်ဆိုတော့တခြားဒီ bond ဒီ bonus တွေနဲ့ထပ်ပေါင်းလိုက်တဲ့အခါကျတော့စုစုပေါင်းအနေနဲ့ကျွန်တော်တို့ Elia Tokoria ဟာဒေါ်လာ3တန်းခွဲလောက်ရလိုက်တယ်ဟိုဒီ317ကနေပြီးတော့ဆိုတော့ဒေါ်လာ3တန်းခွဲကတော့ရှင်းရှင်းပြောရင် ဘောကလုံးဝပြောင်းသွားပြီလို့ပြောလို့ရရင်ကိုကြည့်ပမာဏပဲเนาะပြီးတော့ Charles Oliver Charles Charles ကဒီထိုးကြေးအနေနဲ့ဒေါ်လာ5သိန်းလောက်ရတယ်ပြီးတော့အဲပေးပါပြူးမှာလဲသူဒေါ်လာတစ်တန်းနဲ့နှစ်တန်းကြားမှာသူရမယ်ဆိုတော့ဟိုသူ performance bonus တို့ဘာလို့ရတော့မရဘူးပေါ့ဆိုတော့နောက်ဆုံးဒီအချုပ်ပေါ့စုစုပေါင်း total ဒီတခြားရလာရင်လည်းပေါင်းလိုက်တဲ့အခါကျတော့ Charles Oliver ကဒေါ်လာ2တန်းလောက်ရတယ် ဆိုတော့သူတို့နှစ်ယောက်က3သန်းခွဲတယောက်ရတယ်2သန်းကျော်တယောက်ရတယ်အဲနောက်တစ်ခုကပန်ဒိုဂျာပန်ဒိုဂျာလည်းဒီထိုးချင်း5သန်းရတယ်ဒီကာရာကထိုးချင်း4သန်းရတယ်အမှမှဒီဘေးဘဗျူးကကြတော့ဒါနှစ်ဦးသလုံးရတော့ရတယ်ဒါပေမဲ့ဒီပန်ဒိုဂျာကပို့ပြီးတော့ရတယ်ပန်ဒိုဂျာပို့ရတယ်ဆိုတော့အဲပန်ဒိုဂျာရဲ့စုစုပေါင်းဒီဖွဲမှာရသွားတဲ့ငွေကြေးပမာဏကအဲဘေးဘဗျူးမှာသူရတာကဒေါ်လာ9သိန်းနဲ့တပန်းကြားလောက်ရတယ် တော့ထိုးချင်း9သိန်းနဲ့ပေါင်းလိုက်တော့တန်တူကြာကလည်း1.1.2 million လောက်ဝန်းကျင်လောက်ဖြစ်နေတယ်ပြီးတော့ Kaikar France ကတော့ဒီ Pay-per view မှာတော့သူ share ကအနည်းဆုံးပဲဒေါ်လာ3000ကနေ3000ညလောက်ရတယ်ဆိုတော့ဒီဘက်မှာ Kaikar France ကလည်းဒေါ်ဒီဒေါ်လာ9000လောက်ရတယ်ပေါ့ကျွန်တော်တော့ Joshua Van ကကြတော့ထိုးချင်း8000ကျော်ရတယ် Brandon Rovell ကထိုးချင်း3000ရတယ် Rovell ကပိုရတယ်ပေါ့ဒါပေမဲ့ ဂျိုရှွာကဒီဒီ performance bonus အနေနဲ့ဒေါ်လာ5000ထက်ရတယ်။ Rovell ကအဲ့ဒါမရဘူး။ Rovell ကဒေနာကတက်တက်ပြေးတယ်မဟုတ်တောင်းထောင်ရတာတော့ရှိတယ်။ပြီးတော့ဒီကျွန်တော်တို့ဂျိုရှွာကဒီ winning bonus လဲဒေါ်လာ1000ရတယ်။စိုးစိုးပေါင်းတာဂျိုရှွာက3400 3000ခွဲဝင်ကျင်အောင်ရလိုက်တယ်ပေါ့။ Brandon Rovell ကတော့3900ဝင်ကျင်အောင်ရလိုက်တယ်။ဆိုတော့ဒါအဓိကအဖြစ်သူတို့6ယောက်ပေါ့နော်။သူတို့6ယောက်မှာ Doporia 3000ခွဲအဲ Charles က2000အထက် ပန်တိုဂျာက1.2မီလီယံလောက်ရမယ်ပြီးတော့ခိုင်ခါဖရန့်စ်ကဒေါ်လာ9သိန်းလောက်ရမယ်ဘရန်ဒန်ရိုဗာက3သိန်း9000လောက်ရမယ်ဂျော့ရှွာဗန်က3သိန်း4500လောက်ရမယ်ဆိုတော့ဒါကဒီပွဲမှာပေါ့ဒီအခုဒီ317ပွဲမှာသူရခဲ့ငွေစုစုပေါ့ပေါ့ပေါ့အဲ့ဒီမှာမှတကယ်လို့ဂျော့ရှွာဗန်နဲ့ပန်တိုဂျာနဲ့ကပတ်လူပွဲထိုးကြပြီပန်တိုဂျာကလက်ရှိချန်ပီယံဂျော့ရှွာဗန်ကကွန်နန်ဒါ1နဲ့ကစားကြတဲ့အခါ ဂျော့ရှွာဘယ်လောက်ရနိုင်တယ်လဲဆိုတော့ဒီပွဲကဂျော့ရှွာကတော့သူ့မွေးနေ့မတိုင်ခင်ပို့ပြီးတော့ထိုးကျင်တယ်ဒါပေမဲ့ဒီနှစ်မကုန်ခင်ဖြစ်လောက်မယ်နိုဗ ెంబ ာဒီဇင်ဘာလောက်ဖြစ်လောက်မယ်လို့လည်းဂျော့ရှွာကမှန်းထားတယ်ပွဲကတော့တေချာပေါက်ဖြစ်ကိုဖြစ်မှာအဲ့ဒီခါကျတော့ဒီဂျော့ရှွာဘယ်လောက်ရနိုင်တယ်လဲဆိုတော့လောလောဆယ်ကျွန်တော်တို့ဒါပန်တိုဂျာရတဲ့အနေအထားနဲ့တွေ့ကျင်တော့အဲ့မှာကျွန်တော်တို့တွေးစရာရှိတာကကျွန်တော်တို့ဒီ paper view ကကြတော့အဲ့ကောင်ကနည်းနည်းလေးဘယ်လိုခေါ်မလဲဆိုတော့ဟိုပြောရတာခက်တယ် ဒီပွဲထက်လည်းပိုပြီးတော့ရသွားနိုင်တယ်။ဘာကြောင့်လဲဆိုလူစိတ်ဝင်စားမှုကပိုများလာပြီလို့ဒီ Joshua အပြင်နောက်သူ့ကောင်တွဲကန်းကလည်းထားပါတော့ဒီပွဲကောင်းပါမယ် Joshua ပွဲပါမယ်ပန်တိုဂျာ Joshua ပွဲပါမယ်ဆိုရင်ပိုများတော့တယ်။ဒါပေမဲ့ကျွန်တော်တို့လောလောဆယ်အကြမ်းပြင်းကတော့ဒီ Paper View ကနေရမယ်ငွေကို Joshua ရဲ့အနေအထားကဒေါ်လာ5သိန်းလောက်ကျွန်တော်တို့မှန်းပြီးတော့တွက်လို့ရတယ်။အဲ့တော့ Showman ကတော့ Joshua ကဒေါ်လာ5သိန်းစရမယ်အဲ့ဒီဒီပန်တိုဂျာနဲ့သာထိုးရရင်ဒေါ်လာ5သိန်းရမယ်ပြီးတော့ Paper View Share ကနေပြီးတော့ဒေါ်လာ5သိန်းလောက်ရနိုင်တယ် ဆိုတော့ဒေါ်လာတစ်တန်းတော့တင်ကြပေါ့ရမယ်လို့ကျွန်တော်လောတဲ့တွေးမိတယ်အဲ့မှာ performance bonus ကတော့အခုဒီ317မှာ9ရဲ့ performance bonus ကဒေါ်လာဒီ1000ပဲရလိုက်တယ်ဆိုပေမဲ့အဲ့ဒီပွဲမှာပန်တိုဂျာနဲ့ပေါ်မှာသာ9ရဲ့ဒေါ်လာ9000နဲ့တသိန်းကျားလောက်ရနိုင်တယ်ပြီးတော့ဒီဘယ်လိုကောင်းလဲဆိုတော့ fight of the night ပေါ့နော်အဲ့ဒီ drop ဆိုလဲဒေါ်လာ9000လောက်ရနိုင်တယ်ဆိုတော့စုစုပေါင်းအနေနဲ့သူသာ9ရဲ့ရင် Joshua Van ရဲ့ ီပန်တိုချာနဲ့ပွဲပေါ့နော်ရှုံးရှုံးခဲ့ရင်ဟိုအရင်ပြောရင်ရှုံးခဲ့ရင်ကတော့သူဒေါ်လာဘယ်လိုပြောမလဲ9သိန်းဒေါ်လာ9သိန်းဒေါ်လာတန်းနီးပါးတော့ရလိမ့်မယ်ဂျော့ရှော့တာအဲ့ပွဲမှာရှုံးခဲ့ရင်ဟိုပေးပါဗျူရှယ်ကလည်းသူနည်းနည်းပဲရမှာဘူးတကယ်လို့ဂျော့ရှော့တာပန်တိုချာကိုနိုင်ခဲ့မယ်ဆိုရင်သူ့ရဲ့ဒီအဲ့ပွဲမှာရမယ့်ဝင်ငွေကဒေါ်လာတသန်းခွဲလောက်ဖြစ်သွားပြီဆိုတော့ဂျော့ရှော့ဗန်ဟာမယ်လီယန်ချီကစားသမားတော့တင်ကြောက်ဖြစ်သွားပြီရှုံးလက်တသန်းနီးပါးရမယ်နိုင်လက်တသန်းခွဲလောက်ရမယ် ိုးရဲစီကိုရောက်သွားပြီအဲ့မှာကျွန်တော်တို့ကဒီ base pay ပါမယ် bonus ပါမယ် PPV ကို share လောက်တာပါမယ်ရှုံးခဲ့ရင်တော့တန်းလေးပါရမယ်နိုင်ရင်တန်းကိုဒါဟာဒီသူ့ရဲ့ဟိုအတန်းကြီးတန်းတဲ့ပွဲတွေပထမဆုံးပွဲနောက်ပိုင်းကတော့ဒီထက်ဒီထက်ဒီထက်ပို့ပြီးတော့များလာဖို့ပဲရှိတယ်ရှုံးရင်လည်းသူကဒီပွဲကောင်းတွေစက္ကသားအောင်ပါပဲနိုင်ရင်တော့သူ့ရဲ့တန်းကဒေါ်လာ2တန်းကျော်ဒေါ်လာ3တန်းစီကိုရောက်သွားမယ်ဆိုတော့ Joshua Van ကိုဒေါ်လာ5တန်းလို့ဒေါ်လာ10တန်းလို့ဆိုတာလေဟို တူတာနောက်ထပ်3-4ပွဲလောက်နိုင်ပွဲဆက်လိုက်ရင်တရားပေါ်ရောက်သွားမယ်ပမာဏဖြစ်သွားလိမ့်မယ်တပွဲတပွဲပေါ့ဆိုတော့တေးကြတယ်အကျော်ရွှာကဒီအစောကိုစူးစမ်းလိမ့်မယ်ဒီသူပြောတယ်သိမကြသေးခင်ကအထီးမကြသေးခင်အထီးဆိုလွန်ခဲ့တဲ့တနေ့နေ့ကအထီးပေါ့နော်သူ့အမေရဲ့ credit card ကိုတွဲပြီးသုံးနေတဲ့အနေထားနေပြီးတော့အခုတော့မိသားစုကို သူကပြန်ပြီးတော့ဒီဘယ်လိုခေါ်မလဲဥဆောင်ဥဆောင်နိုင်တယ်ပေါ့နော်ထောက်ပံ့နိုင်တဲ့အခြေအနေကိုရောက်သွားတဲ့အတွက်သူအရန်ဝမ်းသာလို့ပြောတယ်ဆိုတော့ကျွန်တော်မြန်မာပြည်သက်တွေလည်းဒီအရန်ဝမ်းသာကြပါလိမ့်မယ်ကျွန်တော်မြန်မာဖိုက်တာတွေထဲမှာမြန်မာအားကစားသမားတွေထဲမှာဒေါ်လာဒီဒေါ်လာတန်မီလီယံချီတဲ့ဒီပွဲတွေကိုတောက်လျှောက်ကစားသွားမယ်ကစားသွားဆိုတော့ကျွန်တော်တခါမှမကြုံခဲ့ဘူးဟိုဂျော်ရှာဗန်ငါတော့ဒေတာပေါ့ကိုအခုကိုရောက်သွားပြီပေါ့နော်မထိုးသေးတာထိုးတာနဲ့ရောက်ပြီဟိုဒေါ်လာမီလီယံချီတဲ့ပွဲထိုးတဲ့သူဖြစ်သွားပြီ နောက်ပိုင်း3လပွဲလောက်တာဆက်နိုင်5တန်း10တန်းဆိုတဲ့အနေအထားကိုသူတရားပေါ်ရောက်သွားလိမ့်မယ်ဆိုတော့ဒါကျော်ချော်ဗန်ရဲ့ထိုးချင်းနဲ့ပတ်သက်ပြီးတော့ဒါဟိုကျွန်တော်တီးတလောက်ပေါ့နော်ဟိုဆော့ဆော့ပြောသလိုပဲနောက်ပွဲအတော့မှာကျွန်တော်တို့အမှန်ခတ်တာကဒီ paper view paper view ကဘယ်လောက်ကြည့်တယ်လဲဆိုတော့ multi ပြီးတော့ share ကများတာဖြစ်တဲ့အတွက်ဒါပေမဲ့ပုံများမယ်လို့ပဲယုံကြည်တယ်ပုံများမယ်မယ်လို့ခံမှန်းမိတယ်ဒါကြောင့်လဲဒီတန်းချီတန်းလည်းကစားသမားဖြစ်သွားပြီး ဆိုတဲ့အကြောင်းကိုဒါ30တင်ဆက်လိုက်တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ UK Match Day ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်